်ရွေဘိုးရင်ကအင်ဂျီတထဲကိုတရားပစုတ်တထဲကိုတရားနဲ့ဘာကြောင့်ရောင်းလဲဆိုတော့ရွေဘိုးရင်ကိုအထားတဲ့အလူရှင်တွေပတ်စံနေရှိတယ်ရွယ်ဖို့ရင်ကအပစံတွေယူလိုက်တယ်။ရင်းနဲ့ဆက်လာဖို့ပြလို့ရှိရင်ဆွေးမဲ့ပြဲမဲ့ပေါ့ဗျာ။ဘာလို့မှမရအောင်အချုံခံပြီးတော့အိမ်တစ်ထည်တရားပစုတ်တစ်ထည်တရား။ကျွန်တော်တို့ဒီရေဘီးကာလာနေလေဘီးကာလာမှာကျွန်တော်ပတ်စံတွေကျွန်တော်ကာယောင်းပြီးတော့ွားလို့လား။အဲ့တော့ကျွန်တော်ရှင်းရှင်းလင်းလင်းပြောပါမယ်။ ျွန်တော်အခုနောက်ပိုင်းရောင်းနေတဲ့တစ်ထည့်တရာတို့တစ်ထည့်ကထောင်းလို့ဆိုတာလေကျွန်တော်ဒုံဝကူမှာတခြားလူတွေအလူဝင်နဲ့ရောင်းခြင်းမဟုတ်ပါဘူးညာအမွေမင်္ဂလာပါရှင်မွေး YouTube channel ရဲ့ကြိုဆိုလိုက်ပါတယ်ပို့ထင်တဲ့တစ္ဆက်ပေးခြင်းနဲ့တရီလေးကတော့ဒီနယ်ဘုတ်ရင်အကူကပေါ့နော်ငလင်ပေးလုံးကအလူဝင်တွေကိုလိန်စားပြီးတော့အင်ဂျီတွေကိုတစ်ထည့်တရာနဲ့ရောင်းနေကြောင်းကိုဒီအကူကနေပြီးတော့ပြပြနေရပေါ့နော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပတ်ပါတယ်ကြည်တယ်မြို့တယ်လည်းဘူးသူရတင်းငန်းစာယူလို့ရအောင်ပြလဲညှောက်လဲချင်းမဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒါဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်ဘုတ်ရင်က အင်ဂျီတထေုတ်တရားအစုတ်တထေုတ်တရားနဲ့ဘာကြောင့်ရောင်းလဲဆိုတော့ရှင်းပြမယ်လွယ်ပိုးရင်ကိုအထားတဲ့လူရှင်တွေပတ်စံနေရှိတယ်လွယ်ပိုးရင်ကအပစံနေယူလိုက်တယ်ယူပြီးလို့ရှိရင်သူ့ကိုယ်တော်မှာရှိတဲ့အဝတ်အစားတွေကိုသူကပြန်ပြီးတော့ဝယ်လိုက်တယ်အဲအဝတ်အစားတွေကလည်းကိုယ်တော်ရှင်းမဲ့အဝတ်အစားတွေဘာဖြစ်လို့လဲဆိုတော့အဲအဝတ်အစားတွေကတယောက်တည်းအဝတ်အစားတွေဥပမာရင်းနဲ့ဆက်လာဝယ်ပြီးလို့ရှိရင်ဆွေးမဲ့ပြဲမဲ့ပေါ့ဗျအဲ့တော့အဲအဝတ်အစားတွေကပြန်ဝယ်ပြီးတော့အင်ဂျီတထေတရားပစုတ်တထေတရားနဲ့ပြန်ရောင်းတာ ်သူ့ဥပစာသူ့ဟာဆိုလို့ရှိရင်ဘာမှမမြင်အောင်အချုံးခံပြီးတော့အိမ်တစ်ထည်တရားပစုတစ်ထည်တရားနဲ့နော်အဲ့ဒါကိုခင်ဗျားတို့နားလည်အောင်တစ်ပတ်ပေါင်ကျွန်တော်ရှင်းပြတာဘယုံမှုဆိုခင်ဗျားတို့ဘယ်ပွင့်မှုသွားမိလိုက်ဟုတ်လားမဟုတ်ဘူးလားဆိုတာနော်တက်စော်နေရနော်မင်္ဂလာပါအထူးသတိပေးကြလေးရှိပါရယ်အွန်လိုင်းမှာလေဗျာပေါ်တက်ရတွေတက်နေတယ်ကျွန်တော်တို့ຫນွယ်ပိုးကြီးမီဒူတစုံတူတယောက်စီကမှအလှဝင်လုံးဝလုံးဝလက်မခံပါဘူးခင်ဗျာနောက်တစ်ခုကျွန်တော်ထပ်ပြောပါမယ်ကျွန်တော်တို့ຫນွယ်ပိုးကြီး online လုံးဝမရောက်ပါဘူးခင်ဗျာအဲ့ဒီကုအထူးပြုဆိုင်ပြီးတော့ share သေးစေချင်ပါတယ်ခင်ဗျာ ျွန်တော်တို့ဒီရေဘေးကာလငလင်ဘေးကာလမှာကျွန်တော်ပတ်စံနေကျွန်တော်ကားရောင်းပြီးတော့ကြွားလှူတာအဲ့ဒီမှာကြွားလှူတဲ့အချိန်မှာကျွန်တော်မိတ်ဆွေပေါင်းတဲ့နေရာလှူပိုင်းနဲ့ပတ်စံလေးပဲကျွန်တော်ကပေါင်းပြီးတော့ကျွန်တော်လှူပေးရတာရှိပါတယ်ကျွန်တော်အလှူလည်းမခံဘူးအလှူကနေပို့စေတခါမှတင်မှုချင်းမရှိပါဘူးခင်ဗျာကျွန်တော်လုပ်နေတဲ့ pride အကုန်လုံးက pride တောင်လည်းကိုယ့်ကိုမြည်ပါဘူးကျွန်တော်ရတဲ့မြောက်ကိုကျွန်တော်လှူရင်လို့လှူတာဗျာဒါကိုယ့်ဘောကကိုယ်စိတ်နဲ့ကိုယ်လှူတာ pride ကလုပ်နေတာမဟုတ်ပါဘူးခင်ဗျာအဲ့တော့ကျွန်တော်ရှင်းရှင်းလင်းလင်းပြောပါမယ်ကျွန်တော်အခုနောက်ပိုင်းရောင်းနေတဲ့တစ်ထည့်တရာတို့တစ်ထည့်တစ်ထောင်လို့ဆိုရလေကျွန်တော်လုံးဝကိုမှတခြားလူတွေအလှူငွေနဲ့ရောင်းခြင်းမဟုတ်ပါဘူးခင်ဗျာ မိမိကိုပိုင်ပတ်စံဝီနဲ့ကိုပိုင်တိတ်ကွာကျွန်တော်တို့ဒီပတိန်လူမှာဗျာပရိုမိုးရှင်းလုပ်တဲ့အဲ့ဒီကရောင်းရတဲ့အမြတ်ဝီလေးတွေကျွန်တော်ပြန်လူပေးခြင်းဖြစ်ပါတယ်မန္တလေးမှာဆိုလေမန္တလေးကရောင်းရတဲ့အမြတ်ဝီနဲ့ပြန်လူပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုထပ်ပြောပါမယ်ကျွန်တော်အလူဝီလက်ကရာရှိချိန်လုံးကလေကျွန်တော်စည်ရင်စည်ရနဲ့တိတိကျကျလုပ်ပါတယ်ကိုတယောက်သေးဖြစ်မှာဆိုလို့ကျွန်တော်နဲ့ပြောတဲ့အချိန်မှာလေမင်းသားတွေကိုအကူညီတောင်းပါတယ်ကျွန်တော်နဲ့မိစုအကူတွေကိုအကူညီတောင်းပါတယ်သူတို့ရှိမှမျက်မြင်ပဲလှူပါတယ်ခင်ဗျာနောက်တစ်ခုကျွန်တော်ထပ်ပြောပါမယ်အဲ့ဒီ လူကျွန်တော်စီမှာအလူငွေတွေဝင်လာတဲ့စီးရင်ဒီအကုန်လုံးကိုလေနိုင်ငံတကာအတိမတ်ပြု CPA ဝယ်ရတဲ့ကျွန်တော်တို့ဒီ financial controller တကယ်အကောင်းစားတွေကိုခေါ်ပြီးတော့ကျွန်တော်အခုညီတောင်းပြီးတော့စီးရင်တွေအကုန်လုံးစစ်ထားပြီးဖြစ်ပါတယ်စီးရင်စစ်ထားတဲ့ဗီဒီယိုလည်းကျွန်တော်တင်ထားပြီးပြီးသားဖြစ်ပါတယ်ခင်ဗျာကျွန်တော်မှာအလူငွေဘယ်လောက်ရှိတယ်ဘယ်နေ့မှဘယ်လောက်ယူတယ်ဘယ်နေ့မှဘယ်လောက်ယူတယ်ဆိုတဲ့စီးရင်တွေပတ်စံတွေအတိအကျကိုရှိပါတယ်ကစီလေးပွင့်မလှူတဲ့အတွက်ငွေတွေပဲလှူတာဖြစ်တဲ့အတွက်အရင်ရှင်းပါပဲကျွန်တော်ဒီငလင်လေးတော့လှူတာလေပတ်စံလေးရေလေးတော့ပတ်စံလေးလေးအပြည့်အဝရှင်းပေးပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှင်းတန်းကုန်ထုတ်ထားပေးပြီး စားဖြစ်ပါတယ်အဲ့ဒီတော့ຫນွေဘိုးရင်အလူလုံးဝမခံပါဘူးຫນွေဘိုးရင်လုံးဝ online မရောက်ပါဘူးအားလုံးဝိုင်းပြီးတော့ရှင်းပေးနေပါတယ်ပေါ့နော်ဂျေဇုတင်ပါတယ်ခင်ဗျာကျေးဇူးပါကိုကြီးရဲ့ဒီလိုမျိုးလေးနောက်လည်းပြောပြပေးပါဦးနော်တဲ့ဒါကျွန်တော်ဖျားဟောဒါကြီးဝါတူးတဲ့နေလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါရယ်ခင်ဗျာဒါကျွန်တော်ဆရာလူချင်းတော့လုံးဝလုံးဝမဟုတ်ပါဘူးကျွန်တော်ထပ်ပြောပြရမယ်ဆိုရင်ဗျာဖျားဟောဒီကြီးဝါချမ်းသာကြီးရဲ့ဩဝါဒအချုပ်သာဘာလဲဆိုတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထား ဲ့ဒါတကယ်ကိုချမ်းသာတိုးတဲ့ကြီးပွားမဲ့လူတွေရဲ့အဓိကလိုအပ်ချက်၃ချက်ဖြစ်ပါတယ်။မကောင်းမှုလုပ်တဲ့လူတွေကဗျာအခုလက်ရှိပြစ်ဆုံးတဲ့ဘဝမှာရောအခုနောက်ဘဝမှာရော तू ကဘယ်တော့မှကောင်းကျိုးကိုခံစားရမှာမဟုတ်ပါဘူး။ဒီမကောင်းတဲ့ဒဏ်မျိုးပဲ तू ခံစားရမှာဖြစ်ပါတယ်။ပြီးတော့မကောင်းတဲ့အရာတွေကနေရလာတဲ့ငွေတွေပေါ်လေသူ့ရဲ့ကိုယ်တိုင်ကလက်ရှိဘဝမှာကိုယ့်ကိုယ်ကိုတည်တဲ့အတွက်စိုးရင်ကြောင်းကြပြီးတော့ပဲဘယ်တော့မှစိတ်မချမ်းသာပါဘူးခင်ဗျာ။ ကောင်းမှုလုပ်နေတဲ့လူတွေကတော့အခုလက်ရှိဘဝမှာဟောနောက်လာမယ့်လာမယ့်ဘဝပေါင်းများစွာမှာဟောဒီကောင်းမှုရဲ့ကုလိုတွေကအစဉ်ဆက်သွားပြီးတော့ကောင်းတာတွေပဲဖြစ်နေမှာခင်ဗျာပြီးတော့ကောင်းတဲ့င်းဆိုတာဗျာဒီဘယ်လိုခေါ်မလဲလင်းညာဟောပါမွေးစီတာတွေကောင်းတဲ့င်းဆိုရင်အရက်ဆက်မျက်နှာအကုန်လုံးမှာလူကောင်းတယောက်ဖြစ်ပြီးဆိုတာ ਨੇ တည်င်းတွေကမွေးပါတယ်ခင်ဗျာမှတ်သားစရာဘောနော်အဲ့ဒါကိုကျွန်တော် share ပဲလုပ်ပေးချင်ပါတယ်အဖြစ်ရရှင်းရှင်းလေးပါပဲမကောင်းတာမှလည်းမလုပ်ပါနဲ့ကောင်းတာတွေပဲလုပ်ပေးပါဒါစိတ်ထားကိုဖြူစီအောင်ထားပါ လုံးဝကြီးပွားလုပ်တဲ့ကျမ်းသာပါစီမယ်ခင်ဗျာကျွန်တော်ဒီကြားထဲမှာဂျားထဲကနေထပ်ပြီးတော့လေမေတ္တာရက်ခံပါမယ်ကျွန်တော်အကောင်နဲ့အတုလုပ်ပြီးတော့လေနေတဲ့လူတွေလေရက်ပေးပါခင်ဗျာကျွန်တော်တကယ်မေတ္တာရက်ခံပြီးတော့ကတော်ပြီးတောင်းပါပါတယ်နော်တကယ်ယူထားတဲ့လူတွေရဲ့ဝင်လေဆိုရှင်မာလေးညားနေပါပြီအခုလိုဒီရရှားတဲ့မစင်ကြဲတဲ့ငွေတွေနဲ့လေကြီးပွားထုတ်တဲ့ဖို့က မလွယ်ပါဘူးเนาะဒီเนาะကျေးဇူးတင်ပါတယ်เนาะအခုလူတွေတမားစီမောင်နီးနဲ့ကြီးဝတ်ချင်တာကိုလည်းဒီကနေကျွန်တော်မေတ္တာပို့ဆုတောင်းပေးပါရခင်ဗျာဟုတ်ကဲ့ပါမြို့ရီမွေးပြီးတော့လေကတော့ဒီလောက်ပါပဲရှိနယ်ပို့ရင်အကိုကနေပြီးတော့အလှငွေတွေလိန်စားပြီးတော့ဒီအင်ဂျီတွေကိုတစ်ထက်တစ်ထက်နဲ့ရောင်းချနေရဆိုပြီးတော့ဒီအကိုကနေပြီးတော့ဘလိန်ထားတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နယ်ပို့ရင်အကိုကလည်းပြန်လည်ရှင်းပြထားတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအရောက်မှမြင့်တက်နေတဲ့ကြည်တဲ့မြို့တွေရောဘယ်လိုထင်လဲပေါ့နော်အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မကွန်မန့်လေးတွေရေးခဲ့ပြီးတော့ရပါရှိမွေးဗီဒီယိုလေးကိုဆက်ကြည့်လည်းပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သတင်းသစ်တွေ တရရှိလို့ရှင်ဆက်လက်ပြီးတော့တက်ဆက်ပေးပါဦးမရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တာ